နုပညာလောကမှာနေရာမရနေပေမယ့်ဒိန်း6000တဲ့မြေခွက်ကြီးပိုင်ဆိုင်ကမြို့ဦးစင်စဲချမ်းသာတဲ့မမဆောင်မမဆောင်ကတော့ဟုတ်တယ်လို့လို့မဟုတ်တယ်လို့လို့နဲ့စကားကိုရှင်းနာမကြီးဝိလေကြောင့်ပဲပြောရင်နုပညာလောကထဲမှာရက်တည်လို့နေတာဖြစ်ပါတယ်မမဆောင်ဟာအတီးတကြားရိုက်ထားတဲ့ရုပ်ရှင်စကားကြီးရဲ့လို့တကားရည်သာရှိပြီးအဆိုပါစကားကလည်းသူမကိုယ်တိုင်ငွေစိုက်ထုတ်ကရိုက်ကူးထားတာပါဒါပေမဲ့လေအဆိုပါစကားကအောင်မြင်သေးသလားမအောင်မြင်တဲ့အတွက်မမဆောင်ကလည်းမင်းသမီးဖြစ်မလာပါဘူး။ မင်းသမီးလည်းဖြစ်လာသလိုဇက်ဖို့နေရာမှာလည်းတေချာရရတာမျိုးမရှိပဲအနုပညာလောကမှာမမဆောင်ရက်တည်နေတဲ့အပေါ်အချို့ကလည်းအံ့အားသင်ကြပါတယ်တကယ်တော့မမဆောင်ကအနုပညာလုံးနဲ့ရက်တည်စရာမလိုအောင်ကိုချမ်းသာနေပြီးသားဖြစ်ပါတယ်ဒါပြင်အနုပညာတိုင်ဝမ်ရဲ့ဒိဋ္ဌိကျဖြစ်နေတဲ့ရန်အောင်တို့နဲ့ဆိုရင်ငငယ်တွေကခင်မင်းရှင်နေသလိုအနုပညာရှင်တော်တော်များနဲ့တည်နေတာပါအနုပညာရှင်တွေကလည်းမမဆောင်ကိုဆိုရင်လက်တွဲခေါ်ကခေါ်ပြောဆက်ဆံကြပါတယ် ဒါပင်ချမ်းသာသူဖြစ်တာမလို့အမှုပညာလောကမှာရက်တီဖို့အချိန်ကလည်းမသေးပဲဖြစ်နေတာပါမမဆောင်ရဲ့မိခင်ဟာစီးပွားရှာတော်သူတယောက်ဖြစ်ပါတယ်အတူပေးစားတာပါဝင်အမျိုးသမီးတယောက်ရက်တီကစီးပွားရှာခဲ့တာပါမကြည်နေတဲ့သူတချို့ကအသက်ပြောင်းအောင်လုပ်လိုက်တာကြောင့်အဖြစ်ဆိုးနဲ့ကွယ်လွန်ခဲ့တာပါတက်ရှိထင်ရှားတော့ကလည်းမိခင်ကပဲမမဆောင်ကိုစောက်ရှောက်ခဲ့တာဖြစ်တယ်လို့အသက်မရှိတဲ့အချိန်မှလည်းသူရှာထားတဲ့ငွေတွေနဲ့မမဆောင်ဘဝကိုတာယာအောင်လုပ်ပေးခဲ့ပြန်ပါတယ်မမဆောင်ကို36000ကျော်တဲ့နဲ့ညီွယ်ကြီးတစ်ခွက်အမွေပေးခဲ့တာပါ ကြားပြင်လုံးချင်းအိမ်တွေလည်းရှိသေးတာပါအဆိုပါအိမ်တွေကိုငားစားတာနဲ့တည်းမမဆောင်တလားတလားထိုင်စားလို့ရှာနေတာပါမော်လင်းမြေမှာအမွေရချတဲ့အိမ်ကလည်းမောင်နှမတွေပိုင်ဆိုင်တဲ့အိမ်မဟုတ်ပေမမဆောင်တယောက်တည်းကိုသာတီးတဲ့အမွေပေးကြတာပါအဆိုပါအိမ်ကိုလက်ရှိမှာတိန့်၆တောင်းပေးကလာဝဲသူတွေလည်းရှိပါတယ်အိမ်ကိုသိန်း၆တောင်းထိပေးနေကြတယ်လို့လည်းသိရပါဗျ။မမဆောင်ကအိမ်ချက်မြေတွေပေါင်းများတာကြောင့်တခါတလေဆိုရင်ငားထားဖို့တောင်းမှမိပါဗျ။ငားလို့ရသမျှကိုလည်းမမဆောင်ကပြန်လုပ်ပေးတာပါ အင်္ဂါနာနဲ့ထိုင်စားလို့ရတဲ့ပြင်မမဆောင်ကကြညာတွေရိုက်ရတယ်လို့နေဘက်မှာသချင်းတွေလည်းတည်ဆိုရပါတယ်။ရသမြစုချင်းဝေတွေကိုလည်းမမဆောင်ကလှူဖို့တက်တာတီးတဲ့တိတ်ထားတာဖြစ်ပါတယ်။ဒီဒီအတွက်မှာဆိုရင်မမဆောင်ကတိန်းတထောင်ထီကိုမှလှူပြီးသွားပြီဖြစ်ပါတယ်။ဂျာပင်တိန်းကိုထောင်ချီလှူတာကြောင့်မမဆောင်ကစီဝါရေးလှုပ်ဖို့လည်းစဉ်းစားနေတာပါ။လုပ်ငန်းကြီးတစ်ခုလုပ်ကတိန်းထောင်ချီရအောင်ရှာချင်တာပါ။ရလာတဲ့မြေငွေအလုပ်ကိုလည်းမမဆောင်ကအလူတန်းတက်တာတီးတဲ့တုံသွားမှဖြစ်ပါတယ်။ မဆောင်ကကြီးတဲ့ချမ်းသာတွေဆိုတာကိုသိရတဲ့အတွက်ပိုရိသားတွေကလည်းမမဆောင်ကိုချစ်ချင်စိတ်တွေဖြစ်လို့နေကြပါပြီ။ အမွေရင်းမျက်နှာနဲ့မမဆောင်နာကိုကက်ချင်နေဆိုပြီးတော့စောင့်နေကြတာပါမမဆောင်ကကြည်တဲ့ချမ်းသာတဲ့အတွက်ပတ်စံရှိတိုင်ဝိုင်းတွေကသူတွေကိုလည်းရွေးရင်ရွေးရင်နဲ့တယောက်မှမရှိဖြစ်လိုက်ပါဘူးအခုဆိုရင်တော့သူတယောက်တည်းသာဖြတ်တန်းနေရတာပါရီးစားနဲ့ခင်မုန်းကိုအမြန်ဆုံးရချင်ပေမဲ့လည်းမရတဲ့အတွက်စိတ်ညစ်နေရတာဖြစ်ပါတယ်စကားကိုရှင်းနာမကြီးပြောကချုံရင်းတလို့ဖြစ်နေပေမဲ့တိမ်မောင်းတောင်းချစ်တဲ့နဲ့မမဆောင်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်း ပြပြပေးခဲ့ပါအောင်ရှင်အစုံနဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလီနုပညာရှင်တွေရဲ့ဒိတ်နဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပေးနှဆိုင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။